လိုအလုံးမမင်္ဂလာပါယူနိုက်တက်ရှိူးကနေကြူစုပါတယ်ဆိုတော့ညကစပါးနဲ့ဒါနှစ်ပုံနှစ်ကိုစီတည်ကြသွားတဲ့ပွဲမှာကျွန်တော်တို့ရဲ့တိုက်စစ်ကစားမပြတဲ့ဘင်ဂျမင်ရှက်ကူကအင်ဂျူရီပြဿနာကြုံသွားရပြီးတော့ပွဲကိုတော့မှဆက်ပြီးတော့မကစားနိုင်ပေနဲ့ချက်ချင်းဆိုသူတို့ကျွန်တော်တို့ဒါအဲဘယ်လိုပြောမလဲဥမင်လိုင်းကောင်းလေးကိုကျွန်တော်ဝင်သွားပြီးတော့ dressing room နေကိုတန်းဝင်သွားရတယ်ပေါ့ဆိုတော့ပရိသတ်တွေတော့ကျွန်တော်တို့ဒါတော်တော်လေးကိုခြောက်ချားစရာဖြစ်ခဲ့တယ်ငါတို့မှအားကိုးစရာတိုက်စစ်မှုဒီတစ်ယောက်ပဲရှိတာဒီတစ်ယောက်ကအင်ဂျူရီပါတယ်ကြုံနေဆိုတဲ့အခါကျတော့ဘယ်လောက်ထိ တို့အနေနဲ့ပေါ့နော်တိုင်ပတ်အုံးမလဲပေါ့ဒါအခုလက်ရှိကျွန်တော်အနေနဲ့ပေါ့နော်ဒါ Gaming Sport လို့ဘာလို့ကနေပြီးတော့ SMC တို့ကတော့ report လုတ်ထားတာကတော့ Benjamin Shechko နဲ့ Nisette တာဝန်ရှိသူတွေရဲ့ပြောပုံအရဆိုရင် လောလောဆယ်ပေါ့နော်ကျွန်တော်တို့ဒါစတော်စီဒီဆမ်းပြီးတော့စစ်ဆေးကြည့်တဲ့အချိန်မျိုးမှာဘင်ဂျမင်ရှက်ကိုရဲ့အချိန်ဒဏ်ရာပြဿနာဟာလုံးဝဆူဆူဝါးဝါးကြီးမဟုတ်ဖ ೇನೆ ပေါ့နော်ဟိုဘယ်လိုပြောမလဲအတိအကျတရားဖို့ဆိုလို့ရှိရင်တော့ပေါ့နော်ကျွန်တော်တို့ဒါစကန်နီဘာတွေဖက်တီတီချာချာကျွန်တော်အနေနဲ့ပေါ့နော်မနေ့ဖြန်မှာကျွန်တော်ဒီနေ့ညနေညောင်းညအောင်ဆက်ပြီးတော့သိရမယ်ပေါ့လေတိုးတိုးလေးပဲလက်ရှိ early signs တွေကကျွန်တော်ကြည့်ရင်ရှက်ကိုရဲ့ဒဏ်ရာဟာလုံးဝ serious ဖြစ်မနေဘူးဆိုပြီးတော့ကျွန်တော်သိရတယ်အဲ့တော့ဘင်ဂျမင်ရှက်ကိုဒီနေ့ အဲ့ဒီကျွန်တော်တို့ဒီသူ့ရဲ့ဒူးမှာပေါ့နော်ဒါထိခိုက်မှုရှိခဲ့တာပေါ့နူမီနီးပြရူပင်အမိုရင်းကလည်းဘင်ဂျမင်ရှက်ကူကဒူးမှာထိခိုက်မှုရှိခဲ့တဲ့အတွက်သူဆက်ပြီးတော့မကစားနိုင်ခဲ့လို့မဖြစ်မနေဆိုသလိုကျွန်တော်တို့ကအနားပေးလိုက်ရတယ်အချင်းဒီလေးဘလို့ဖြစ်လာမလဲဆိုတော့အသေးစိတ်ကျွန်တော်အနေနဲ့ပေါ့နော်စကန်ဒီဘာတွေဖက်စစ်ဆေးမှုတွေဘာတွေပြီးမှသိရမယ်ပေါ့ဒါပေမဲ့လို့ရှက်ကူရဲ့နီးဆက်တဲ့တာဝန်ရှိသူတွေရဲ့ဘက်ကတော့လက်ရှိအာလီဆိုင်းစ်တွေရဘင်ဂျမင်ရှက်ကူဒီစူးစူးဝါးဝါးတန်ရအချင်းဒီကြုံခဲ့ရတာမျိုးမဟုတ်ဘူးဆိုပြီးတော့ကျွန်တော်သိရတယ်ဆိုတော့ ါကတော့အမှန်တမ်းပြောရင်ပေါ့ဗျာဒဏ်ရာပြေတနာကြုံရတယ်ဆိုခဲကကောင်းတဲ့တရင်တော့မဟုတ်ဘူးသူတပင်ကျွန်တော်တို့တိုက်စစ်မှာဆိုလို့ရှိရင်အာဂူရီကြီးနဲ့ခေါ်ရတဲ့သူတယောက်ဖြစ်တယ်လို့ box present ကောင်းကောင်းလှုပ်ပြနိုင်တဲ့တိုက်စစ်မှုဆိုလို့ Sheshku ပဲကျွန်တော်ရှိလို့ပဲအဲ့တော့ Benjamin Sheshku ကိုကျွန်တော်ဒီလိုပွဲမျိုးမှာဆုံးရှုံးသွားတာဆိုတာကတော်တော်လေးကိုနစ်နာစရာပါဒါအပြင်ကျွန်တော်လာမယ့်ပွဲဒီမှာဆိုလို့ရှိရင်ဒီကစားမဖြစ်သူပြန်ပါနိုင်မလားကမသေးကြဘူးကောင်းတာတစ်ခုကတော့ဂျားထဲမှာ international break နှစ်ပတ်နားသွားပြီပေါ့နော် 73ရက်လောက်ဒီကျွန်တော်နားကြည့်ရမယ်။မဟုတ်ရင်တော့သူစလိုဗေးနီးယားလိုဘားလိုမှာသွားပြီးတော့သူကစားနေအောင်မှာအခုဆိုလို့ရှိရင်တော့အင်ဂျူရီပြဿနာနဲ့ဘာနဲ့တင်သူနိုင်ငံ့လက်ရွေးစင်ကနေနှုတ်ထွက်မှသူဖြစ်မယ်။အတင်းမှာ AACC အနားယူရမယ်။ဆိုတော့ကြောက်ဒီနှစ်ပတ်ပြီးရင်ပြန်ကစားမဲ့ပွဲဒီမှာရှက်ကူပါနိုင်မလားဆိုတာပဲကျွန်တော်တို့ကစောင့်ကြည့်ရမှာမိမိရှက်ကူနဲ့ပတ်သက်လို့ရှိရင်လက်ရှိသူဖြတ်တန်းနေရတာကမလွယ်ပါဘူးကျွန်တော်တို့သိရတယ်မြဲ သူ့ဘေးမှာကစားနေတဲ့မဒီစ်ကူညာတို့ပရန်ယန်အန်ဘူမိုးတို့ဒီကစားမတွေက performance company ကျွန်တော်တို့ပြထားတဲ့အခါကျတော့ဟိုကျွန်တော်တို့ကတိုက်စစ်မှုစစ်စစ်ပြေသူ့ကိုအာဂိုဒီကြီးနဲ့တုံးနေရတဲ့အခြေအနေမျိုးမှာအဲသူကအဆင်မပြေဖြစ်နေတာပေါ့နော်သူတမင်ကျွန်တော်တို့ဒါစပါးနဲ့ပွဲမှာဆိုလို့ရှိရင်တကယ်ကိုရတဲ့နဲ့အလုံးကြီးကိုကျွန်တော်တို့ဒါမရခဲ့ဘူးပေါ့ဒါပေတော့တကယ်ကောင်းတဲ့ပါစင်သုံးလုံးတော့ဒီကျွန်တော်ရှိခဲ့တဲ့သူတကူမှန်ပေါ့နော်ဒါရအောင်မသွင်းနိုင်ခဲ့ဘူးပေါ့နော်အဲ့ဒီမတိုင်ခင်ကလည်း legend ကြီးဖြစ်တဲ့ Gary Neville တို့ဘာလို့က ဟိုဝေဖန်တာတွေဘာတွေတဲတို့ဝေဖန်တာတွေဘာတွေကျွန်တော်ရှိထားတယ်ဆိုတဲ့အခါကျတော့ကစားမလီမှာက PR တွေကကျွန်တော်များပါတယ်သူတို့ပြင် price tag အကြီးနဲ့ကျွန်တော်လားတာလဲကျွန်တော်ဖြစ်တယ်ဒါပြီး bonus တွေကတော့ဘာလို့ကလားတာလဲဖြစ်တဲ့အခါကျတော့ထင်တဲ့လောက်ဒီအစဉ်ပြေမနေဘူးပေါ့နော်တိုးတော်လည်းပဲလက်ရှိမှာတော့ကစားမကအဲ့ဒီအခြေအနေကိုကြော်လွှားဖို့အကောင်းဆုံးကြိုးပမ်းနေတာအခု injury ပြဿနာကြုံနေဆိုတော့တော်တော်လေးကိုစိတ်မကောင်းစရာပါသူတို့ပြင်နီးပြပြတဲ့ရူပင် MO တွေအတွက်လည်းဒီလိုမျိုးကျွန်တော်အနေနဲ့ဒီပွဲမျိုး တင်လန်တန်းပြဿနာကြုံသွားတာစိတ်ပြည့်စရာပါဘာကြောင့်လဲဆိုတော့အမိုနီယာအတင်းကဒီယာဒီမှာတပတ်မှတပွဲပဲကျွန်တော်ကစားရတာပင်မင်းရှေ့ကူတို့ဘာလို့အနည်းနဲ့လဲတပတ်မှတပွဲပဲကျွန်တော်ကစားရတာပေါ့နော်အဲ့တော့အင်ဂျူရီပြဿနာတွေကိုကျွန်တော်တို့ကမျောလင့်မထားဘူးဆိုတော့ရှေ့ကူနဲ့ပတ်သက်ရင်တန်းယာပြဿနာကြုံသွားတယ်ဆိုတော့တော်တော်လေးကိုနှမျောစရာစိတ်ပြည့်စရာပါဆိုတော့အမြင်ဆုံးပြန်ကောင်းလာဖို့ကျွန်တော်မျောလင့်နေပေါ့နော်ဘာလို့လဲဆိုတော့ကြားထဲမှာသူအင်ဂျူရီပြဿနာတွေပါတွေကြုံသွားပြီးတော့ဘောလုံးနဲ့အဆက်ပြတ်သွားတာမျိုးသူဖြစ်လို့မရဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကအရင်ကတည်းကမှကိုအသင်းကဘောလုံးနဲ့အဆက်ပြတ်ချင်နေတာ ဒါပေမဲ့တပတ်မှတပွဲဆိုတာမျိုးကဟို performance ကိုပေါ့နော်ကျွန်တော်တို့ကတပုံစံနဲ့ထိန်းသိမ်းမှုကမလွယ်ဘူးပြ။ကျွန်တော်တို့ကတော့ထင်ကြမှာပေါ့။အများစုကတော့ပေါ့နော်။ငါတို့အတင်းပွဲကစားရတာနည်းလေအာယုံဆိုင်နိုင်လေးပဲပေါ့။တကယ်တမ်းကကျွန်တော်မဟုတ်ဘူး။ပွဲကစားရတာအရင်နေပြီးတော့တပတ်မှတပွဲလောက်ကစားနေရတယ်ဆိုလို့ရှိရင်ပုံမှန်သွားနေတဲ့ performance တစ်ခုကိုထိန်းထားဖို့ကတော်တော်မလွယ်တာပါ။ဘာလို့လဲဆိုတော့ဂျားထဲမှာအဆက်ပြတ်သွားတာ။ကြားထဲမှာအဆက်ပြတ်သွားတဲ့အခါကျတော့အရင်လဲပွဲကကြာသွားတဲ့ဆိုတဲ့အချိန်မျိုးမှာကစားမတွေတော့ကမလွယ်ပါဘူးဆိုတော့ဘင်ဂျမင်ရှက်ကိုလည်းပဲအဲ့ဒီတိုင်းပဲ ။ဒါပေမဲ့တပွဲဝဲကစားနေရပါတယ်ဆိုတဲ့အခြေအနေမျိုးမှာဒဏ်ရာပြဿနာတွေကြောင့်သူ့ကိုကျွန်တော်ထက်လက်လွတ်အောင်မယ်အသင်းရဲ့ပွဲစဉ်နေတဲ့မှာထက်သုံးနိုင်ခြင်းမရှိသေးဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကတော်တော်လေးကိုစိတ်ပြည့်စရာစိတ်ပူစရာလို့ကျွန်တော်ပြောရမယ်ပေါ့နော်။ဒါကြောင့် search ကိုနေနဲ့အမြန်ဆုံးပြန်ကောင်းလာဖို့ကျွန်တော်မျှော်လင့်ရမယ်။ကပြန်ကောင်းလာတဲ့အခါမှာအစီအပြုဝေးကျွန်တော်မျှော်လင့်ရမယ်ဆိုတော့အတိအကျတော့အသင်းဘက်ကဒီနေ့မှာသူတို့စကန်ဒီဘာတွေဖက်ဒီဒေးစီဘာတွေအပြီးမှာတည်ရမှာပေါ့လေဒါတော့တဲ့အာလီဆိုင်းစ်တွေရဆိုရင်တော့ရှက်ကူရဲ့ တာဝန်ရှိသူတွေရဲ့ဘက်ကနီးစက်တဲ့သူတွေရဲ့ပြောပွင့်ရဆိုရင်တော့စိတ်ပူစရာမရှိဘူးဆိုပြီးတော့ကျွန်တော်သိရတယ်ဒူးကိုထိရမှုဖြစ်သွားတာဆိုတော့မီကရိုရောဘလို့မြင်ကြလဲကျွန်တော်ကြပါအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်